အဲ့တော့တို့သာသနာမှာခုတီးသောအာကိုရာသည်သရဏဂုံပဲအရေးကြီးဆုံးတို့ဒီလိုပါတော့ဒီလားယူကနေလေးရှိကဆိုယုံနဲ့မရဘူးဘွားရမှာဟုတ်ဘွားရမှာညင်ကအဟိုအတွေးနဲ့ဖြစ်တာဆိုတော့အတွေးဝင်ခွင့်မရအောင်ကိုလုံးအောင်ဟုတ်ဗျာဟင်စိတ်တိုင်းလုံးဆောင်မှာစိတ်ထားနဲ့မပေါင်းစီခြင်းဘူး ကြိုက်တာအတူရလာတာထင်တယ်တွေးမှကြိုက်တာတွေးမှမုန်းတာဟင်အဲ့ဒီသူကြိုက်လို့ခိုင်းတာမုန်းလို့ခိုင်းတာမဖြစ်ဖ ೇನೆ ကိုယ်စိတ်နဲ့ကိုယ်လုံးနိုင်အောင်ဆိုတာတတနကူပွားမှရမပွားပဲရမှာလားရပါဘူးဗျာရဘူးနော်သာနေဆိုရင်ပေါ့လေဟုတ်ပါဘူးသိုင်းနေဆိုရင်တရဏဂုံပွားမှရမှာအတူမခံမှရတာဟုတ်နော် တရားမှတ်တယ်ဆိုတာတရားရှာတာမဟုတ်ပါအတွေးမဝင်အောင်ခိုင်းတာပါတရားကရှာဖို့မှလူပဲနဲ့တို့ပါတော့ဟိုကိုအိတ်ခါတဲကပိုက်ဆံထုတ်ကြီးတယ်လို့ရှိပြီးသားကြီးပါဟိုကျွဲပြောင်းသွားပြောင်းရှာတယ်လို့ရှာဖို့လူသိသလားမတို့တော့ဘူးရှိပြီးသားပါအတွေးမဝင်အောင်မှခိုင်းနေတာပါအတွေးမဝင်လို့မှတ်တဲ့နေရာတတိရှိရင်အပိအဲ့ဒီမှာရှိတွေ့တော့တာပါမရှာပါနဲ့မရှာလေတွေ့လေပဲဟုတ်နော်လူသိလားရှာဖို့လူနော်ဟုတ်ပါဘူး အတွေးမတွေးစီခြင်းလို့အဲ့ဒီညင်သိမပေါ်စီခြင်းလို့တရဏကိုဘွားခိုင်းတာပါအဓိကတာပဲဟုတ်နော်ဟင်အဲ့တော့ဒီတရဏကိုဘွားလိုက်လို့ရှိရင်ဟိုကိလေသာကိုတပ်ပြီးသားမဖြစ်နိုင်ဘူးလားဖြစ်ပါပါဘယ်ကိလေသာတသိစီရတာတော့သူသိလာမှာပေါ့ကိုယ်စိတ်ကိုယ်ကပိုင်ပြီးသားမဖြစ်နိုင်ဘူးလားဖြစ်နိုင်ပါဘူးဟောတရဏကိုကအလုပ်သုံးလို့လုပ်မယ်ဒါတတိထွတ်တင်တဲ့တရဏကိုကိုပြောတာ ရိုးရိုးကိုလိုယူထားတာပြောတာမဟုတ်ဘူးနော်ဟုတ်ကလားဗျာဟင်တရဏဂုံတို့ကြိုးစားကြရမယ်